အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးမင်္ဂလာပါ Manchester United အသင်းတွက်တော့ဒါအခုနောက်ထပ်တိုက်စစ်မှုခေါ်ယူတဲ့ကိစ္စကအထမြောက်ပြီးဖြစ်ပါတယ် Man United ကဒါ Matthias Cunha ကို Wolverhampton ကနေရိုဂျေးစာချုပ်ပေါင်61.5တန်ပေးချေခဲ့ပြီးနောက်သူတို့အတွက်နောက်ထပ်တိုက်စစ်အာတန်တဲ့ကစားမတစ်ယောက်ကိုခေါ်ဖို့အချိန်ချင်းကြိုးပမ်းထားတယ် ဒီကမှက Brian Amwemo ပါအသက်25နှစ်ရွယ်ရှိတဲ့ Cameron Lewisin ကစားပါဖြစ်တယ်ဒီကမှကအခုလက်ရှိမှာဒါတိုက်စစ်ပဲပြောမလားတောင်ပန်ကစားပါပဲပြောမလားဒါတိုက်စစ်3နေရာ4နေရာလောက်ကိုကစားနိုင်သူဖြစ်ပြီးတော့ဒါအခု Brentford အသင်းကထွက်ပြီးတော့ Man United ကိုပြောင်းဖို့သဘောတူညီမှုရရှိပါပြီ Manchester United ကဒီပြောင်းရွှေ့နဲ့ပတ်သက်လို့တော်တော်လေးကို patient ဖြစ်ခဲ့ပြီးတော့မှအပြောင်းရွှေ့ကိုအပြီးတတ်နိုင်တာဖြစ်တယ် တော့ပြောင်းရွှေ့ခြင်းကတော့အခုကျွန်တော်တို့မူလသတ်မှတ်ထားတာထက်ပိုပါတယ်ပထမအကြိမ်ကာလမှုဖြစ်ပေါင်း45တန် plus 10တန် total 55တန် package နဲ့ကာလမှုကို brand focus ပေးချထားတယ်ဇာတ်လုံးတစ်နှစ်ပဲကြံသည့်တိုင်အောင်အပိုတစ်နှစ်ထပ်တိုးခွင့်ရှိတဲ့သဘောတူညီမှုကြောင့် brand focus ကရအောင်တင်ထားရင်နောက်ဆုံးမှာ united ကပေါင်တန်း60 package ပေါ့လေ total 63တန် package နဲ့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ် မန်ယူနိုက်တက်ကအံပွဲမိုးအတွက်ဒါ face fee အနေနဲ့ဒါပေါင်55တန်းကိုအရင်ပေးချေမှာဖြစ်ပြီးတော့ဂျန်နက်7တန်းကတော့အပူသဘောတူညီမှုအနေနဲ့ bonus တို့ခံစား권နောက်အောင်မြင်မှုနဲ့ပွဲထွက်권အရင်တွက်ပေါ်မှုတီးပြီးတော့7တန်းထပ်ပေးပြီးတူတဲ63တန်းသဘောတူညီမှုရရှိတယ်ဆိုတော့ မတ္တိယကုညာကိုပေးတဲ့ပြောင်းရွှေ့ခြေထက်နည်းနည်းပိုများတဲ့ပြောင်းရွှေ့ခြေဖြစ်တဲ့လောကလဆာကတော့အံပွဲမှုကိုယ်တိုင်ကအများကြီးမတောင်းထားတဲ့တွက်ပေါင်းတသိန်းခွဲပတ်ဝန်းကျင်နဲ့ဖြစ်မဲ့ဒီပြောင်းရွှေ့မှာနှစ်ဖက်ကြား Brentford နဲ့ Man United တို့က final document ဆာဝက်ဆာတန်တွေလဲပြီးတာနဲ့ Manchester United ရော Bradford ရောတရားဝင် ကြီးညာမှာဖြစ်တယ်။အခုလောလောဆယ်ကစားမားက Man United ကိုအစောကြီးတည်းကခေါင်းငိမ်ထားတယ်။ဒါ Premier League club သင်း၄-၅လောက်လိုက်နေတဲ့အချိန်မှာသူကိုယ်တိုင် David Ornstein ရဲ့ report မှာ United ပဲပြောင်းချင်တယ်လို့ဆိုတဲ့အဲ့အချိန်မှာသူ့ရဲ့ဆရာဟောင်း Thomas Frank က Tottenham Hotspur ကိုပြောင်းလာတဲ့အချိန်မှာသူ့ကိုခေါ်တိတိုင်အောင် Manchester United အသင်းကိုပဲရွေးချယ်ဖို့ဆုံးဖြတ်ရင် United ကအခုနောက်ဆုံးမှာသူ့ကိုခေါ်နိုင်ပြီဖြစ်တယ်။ဆိုတော့ကစားမက Manchester United မှာ2030ခုနှစ်တည်ရှိတယ်။9နှစ်စာချုပ်ပြီးတော့အပိုတစ်နှစ်ထပ်တိုးခွင့်ဒါထပ်ထည့်သွင်းထားပြီးတော့ဒါစာချုပ်ချုပ်ဆိုထားတာဖြစ်တယ်။မကြာမီဆေးဆင်မှုကိစ္စတွေကိုစတင်ဆောင်ရွက်မှာဖြစ်ပြီး Brian Aguemo က Manchester United အတွက် Matthias Cunha ပြီးမှ နောက်ထပ် here we go danti လို့ပြတဲ့ပြောပြအပြောင်းရွှေ့ပါဆိုတော့ဒီကစားမကအသက်25နှစ်ရှိပြီသူရဲ့ main position ကအာမတ်ဒီယာလို့ကစားတဲ့အိုက်ညာတောင်ပံဖြစ်ပြီးတော့ now center forward position ရောနံပါတ်10ရိုးမှာကစားနိုင်တယ်လိုအပ်ရင်ဘယ်မှာပါကစားနိုင်ပြီးတော့ dual attack နေရာမှာလည်းအားကိုးရသူဖြစ်တယ်ဒါသူကအခုလက်ရှိမှာလက်ရှိ current market ပေါက်ချေက euro 55တန်းဖြစ်တယ် ဒါဒီ2019ခုနှစ်မှာဒါဘယ်လိုပြောမလဲ try အသင်းကနေ brandford ကိုဒါပြောင်းရွှေ့ခြေ euro 6.5တန်းနဲ့ပြောင်းရွှေ့လာပြီးတော့9နှစ်6နှစ်အကြာမှာတန်90ဒီဒီပေါင်းတန်း63တန်းနဲ့ပြောင်းရွှေ့ဖို့သဘောတူလိုက်တာပါပြီးခဲ့တဲ့ရာသီအတွင်းမှာ brandford အတွက်ပြိုင်ပွဲစုံပါ52ပွဲကစား ပရင်ဂို20ပရီးမီးယားလိမှာသွင်းပြီးတော့ဖန်တီးမှုကပရီးမီးယားလိမှာ၈ချိန်နဲ့ဒါ FAD EFA ကမှာတစ်ချိန်တိုတယ်၉ချိန်ဖန်တီးတယ်ဆိုတော့ပရီးမီးယားလိသွင်းကို20သွင်းနဲ့၈ကိုဖန်တီးပြီးတော့ပြိုင်ပွဲစုံမှာသွင်းကို20ကိုကိုဖန်တီးထားတာဖြစ်တယ် Roy ရဲ့အံပွေးမှုကဒါအမှန်တိုင်းပြောရင်တော့ quality player ပဲ injury နဲ့တဲ့ PC striker တယောက်ဖြစ်တဲ့နောက်တစ်ခုက goal twin သေးချတယ် Bradford ရဲ့တိုက်စစ်မှာဝီဆာနဲ့သူတွေကတော်တော်လေးအတွဲမိသူဖြစ်တယ် Cameron Levesin အသေးမှလည်း Andre Onana ကအံပွေးမှုကိုအပြောင်းရွှေ့ဖြစ်ဖို့အချိန်ချင်းဖြောင်းပြတာကလည်းအဓိကအချက်တစ်ချက်ဖြစ်တယ် Cameron တို့ကပွဲပေါင်း22ပွဲကစား6 goal twin ထားပြီးတော့ Bradford တို့က Premier League မှာ 222ပွဲကစား65ဂိုးသွင်းထားသူဖြစ်တယ်။ဆိုတော့သူ့ရဲ့ဂိန်းကဏ္ဍကပရီးမီးယားလိဂ်ကိုရောက်လာတဲ့၄နှစ်ဘရန်ဖို့ရဲ့ဂိန်းကဏ္ဍကိုပဲကြည့်မယ်။ပထမရာသီပရီးမီးယားလိဂ်မှာ35ပွဲမှာ၄ဂိုး၊ဒုတိယရာသီမှာ38ပွဲမှာ9ဂိုး၊ဒါပြီးခဲ့တဲ့တတိယရာသီမှာ25ပွဲမှာ9ဂိုးနဲ့ပြီးခဲ့တဲ့ရာသီကတော့38ပွဲမှာ20တာဟာတော်တော်လေး တိုးတက်လာတဲ့အပြောင်းအရွှေ့ဖြစ်တယ်ဆိုတော့မတီးယပ်စ်ကူညာနဲ့အပွဲမိုးကမန်ယူနိုက်တက်ရဲ့နံပါတ်30ဟူနှစ်ယောက်နေရာမှာကစားမှာဖြစ်ပြီးတော့မန်ချက်စတာယူနိုက်တက်ကကူညာပြီးမှအပွဲမိုးကို63တန်းနဲ့ခေါ်ယူဖို့သဘောတူညီမှုရရှိပါပြီအားလုံးကျေးဇူးတင်ပါတယ်